အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုးလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စွန့်မောကောင်းတောင်းပေးလိုက်ပါတယ်။ အဲ့တော့လက်ရှိနောက်ဆုံးသတင်းတွေအရဆိုရင်တော့ဒါတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတစ်ခုအာဆနယ်သင်းရောက်လာခဲ့တယ်။အာဆနယ်သင်းရဲ့လာမယ့်နွေရာသီမှာကျွန်တော်ဒါမနေ့ကတင်ဆက်ပေးခဲ့တဲ့တိုက်စစ်ပိုင်းတွေကိုဖြည့်တင်းပေးဖို့အတွက်စီစဉ်နေတဲ့အပြင်ကိုလက်ရှိဒါကျွန်တော်တို့အားကစားဒါရိုက်တာအသေးရဲ့ပထမဆုံးလုပ်ရမယ့်ဒါကျွန်တော်တို့လက်ရှိအာဆနယ်သင်းရဲ့အလုပ်ကတော့ကစားသမား9ယောက်ကိုစာချုပ်သက်တမ်းတိုးဖို့အတွက် အာဆနယ်သင်းရဲ့လက်ရှိအားကစားဒါရိုက်တာတစ်ကပြင်ဆင်ရမှာဖြစ်တယ်လို့သိရတဲ့မှာပါတယ်။အဲ့ကစားသမား9ယောက်ကဘယ်လိုဖြစ်မလဲ။ပထမဆုံးဒါအရေးကြီးဆုံးတစ်ယောက်ကတော့ဝီလျံဆာလီဘာဖြစ် ပါတယ်။ဒါလက်ရှိမှာဆာယုတ်တဒန်းအရာနှစ်နှစ်ကြာနေသေးပေမဲ့ဝီလျံဆာလီဘာကိုဒါကျွန်တော်လာမယ့်နေရာဒီမှာရီယယ်မက်ဒရစ်အသင်းကခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတဲ့အတွက်ကြောင့်မို့ဒါကျွန်တော် ခေါ်ယူအာဆိုတဲ့နဲ့ဆာယုတ်တဒန်းတူဖို့အတွက်ပြင်ဆင်နေတယ်။နောက်တစ်ယောက်ကဘူးဒါဒီဒီဒီပြပြပါမှာမနော်။ ပြီးရင်ဒါကျွန်တော်နောက်ထပ်တစ်ယောက်ကဘယ်လိုဖြစ်မလဲနောက်ထပ်တစ်ယောက်ကလည်း Gabriel Gabriel ကိုဒါကျွန်တော်လုံးဝမထင်မှတ်ပဲနဲ့ဒါကျွန်တော်တို့ sorry ဘက်ကအသင်းနေနေလာမဲ့ညရာဒီမှာပတ်စံကြီးကြီးကြီးနဲ့ပုတ်အောသွားဖို့အတွက်ပြင်ဆင်သွားမယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်အဲ့တော့ဒီကစားသမားကလက်ရှိမှာဒါကျွန်တော်တို့ Saliba လိုပဲစာချုပ်တတန်းရနှစ်နှစ်ချန်နေတဲ့ကစားသမားဖြစ်တယ်နောက်ဆုံးဒါကျွန်တော်တို့လက်ရှိဒါအခုလက်ရှိ Wayne ကစားသမားရဲ့ဒီမှာ Saka Saka လည်းအခုလက်ရှိဒါကျွန်တော် Saliba နဲ့ Gabriel လိုပဲစာချုပ်တတန်းရနှစ်နှစ်ချန်နေတဲ့ကစားသမားဖြစ်တယ်ဒါပေမဲ့ Saka ကိုတော့လက်ရှိမှာ Arsenal ဘက်ကနေပြီးတော့ Arsenal အသင်းနေလက်ရှိဒါကစားသမားရဲ့ဒီမှာမှာလ ုက္ခလစာအများဆုံးသောကစားသမားအနေနဲ့ဒါမြင့်တင်ပေးခြင်းတဲ့အတွက်ကြောင့်စာချုပ်သက်ကိုကန့်လန့်ဖို့အနေထားမှာရှိတယ်။နောက်နှစ်ယောက်ကလက်ရှိမှာလူငယ်ကစားသမားလေးတွေဖြစ်ပြီးမနေ့ကဖာဘီဇိုရိုမာနိုကိုတိုင်ကွန်ဖာမ်လုပ်ထားခဲ့တာကတော့လူဝစ်ကယ်လီပဲဖြစ်ပါတယ်။လူဝစ်ကယ်လီကိုအာစတိုသစ်နဲ့စာချုပ်သက်တန်းတိုးဖို့အတွက်တရားဝင်ဆွေးနွေးနေပြီးအခုလက်ရှိရနေတဲ့လစာအတွက်မြင်မာလို့နဲ့ရစာနဲ့ဒါတရားဝင်စာချုပ်ကိုကြံ့စီနေတယ်။နောက်ဆုံးတစ်ယောက်ကတော့ကျွန်တော်အီသန်ဝန်နေရီ ဒီနှစ်မှာဒါအတုံးပေါက်ဆုံးသွားတာလူငယ်ကစားသမားတစ်ယောက်ဖြစ်တဲ့နေရာမှာဒါကြောင့် Ethan Wanderer ကို Arsenal တင်းနဲ့ Lamine Nuyer ဒီမှာဒါကျွန်တော်တို့အသင်းမှာ Sashi No Lamine Nuyer မို့ဒါ Lamine ရာသီတွေမှာအသင်းမှာ Sashi နေဖို့အတွက်ဒီကစားသမားစာချုပ်အစ်ချုပ်ဆိုသွားမယ်လို့သိရတယ်တော့မှာပါအဲ့တော့ဒီကစားသမားရဲ့အကြောင်း detail လေးအခုလက်ရှိမှာပြောဘာမောင်ကစားမှာ William Saliba William Saliba ကို Arsenal အသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့တော်တော်လေးကို Guild Design နဲ့ handle လုပ်ရမယ့်နေသားမှာဖြစ်တယ်။လက်ရှိ Arsenal အသင်းရဲ့ကစားသမားကိုဒါကျွန်တော်တို့အခုချိန်မှာတော့ဒါ ရီယယ်မက်ဒရစ်အသင်းအနေနဲ့တရားဝင်တက်ပင်လုပ်နေပြီဆိုတဲ့သတင်းတွေကထွက်ပေါ်လာခဲ့တယ်။ဆာလီဘာရဲ့အေဂျင့်ကိုခုလက်ရှိမှာရန်ဖန်ရန်ခါရီယယ်မက်ဒရစ်အသင်းအနေနဲ့ဒါကျွန်တော်ကစားသမားရဲ့အခြေအနေကိုမကြကနမေးမြန်းနေတဲ့အခြေအနေရောက်နေပြီးတော့ရီယယ်မက်ဒရစ်အသင်းအနေနဲ့ဒါကျွန်တော်အလက်ဇန္ဒားအာနိုကိုလုတ်ခဲ့တယ်လို့မျိုးဒါကျွန်တော်တို့ကစားသမားကိုဒါကျွန်တော်လုံးကစာချုပ် တတမကုံငင်နှစ်နှစ်လောက်လူကလေးကဒါကျွန်တော်ကစားသမားဝင်တာကျွန်တော်အခုချိန်မှာတက်ပယ်လုပ်နေတယ်ပေါ့နော်အာနုတို့ကဒီတိုင်းပဲဒါကျွန်တော်အာနုတို့ကဒါစာချုပ်တတမကုံငင်နှစ်နှစ်လောက်လူကလေးက Real Madrid အသင်းနေနဲ့ဒီကစားသမားကိုခေါ်ယူဖို့အတွက်တောက်လျှောက်တက်ပယ်လုပ်နေခဲ့ပြီးတော့အခုလက်ရှိဒါ6လလူမှာတော့ခေါ်ယူနိုင်ဖို့အတွက်အချိန်တွေဒီကောင်းသွားခဲ့တာဖြစ်တယ် Real Madrid အသင်းနဲ့ဒါလက်ရှိလာမယ့်နေရာဒီမှာ William Saliba အတွက်ဒါအရေးရှိရမဆောက်နိုင်သေးတဲ့အတွက်ကြောင့်မလို့ Saliba ကိုလည်းလာမယ့်နေရာဒီမှာဒါကျွန်တော် Euro 85တန်းပေါင်တန်း80နဲ့ကမ်းလှမ်းတော့ပြင်သွားတယ်ဒါကြီးကတော့ Arsenal အသင်းကလုံးဝညှင်းပယ်သွားမှာဖြစ်ပြီးလက်ရှိမှာ ှာဆာလီဘာကလုံးဝလုံးဝအာဆောင်တဲ့အတွက်ရောင်းပုံမဟုတ်တဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မူလာမဲ့နေရာဒီမှာဆာလီဘာနဲ့ဂီဘရီယယ်နှစ်ယောက်လုံးဝအထူးမခံတဲ့ကစားသမားတွေလို့အာဆောင်တဲ့ဘက်ကသတ်မှတ်ထားတယ်လို့ပြောလို့ရတယ်တော့မှာပါအဲ့တော့ပြောချင်တာကလက်ရှိမှာအာဆောင်တဲ့နေနဲ့ဆာလီဘာကိုလုံးဝလုံးဝလုံးဝအသင်းကနေပြီးတော့ထွက်ခွင့်ပေးမှာမဟုတ်ဘူးဒါအပြင်ကစားသမားကိုယ်တိုင်ကလည်းဒါကြောင့်အေဂျင့်နဲ့ဒါရီယယ်မက်ထရစ်နဲ့ဆွေးနွေးနေတာတကြောင်ဖြစ်ပေမဲ့ ကစားသမားကိုယ်တိုင်ကအာဆနယ်အသင်းမှာပျော်နေပြီးတော့ကစားသမားကိုယ်တိုင်ကအာတိတ်တလက်အောက်မှာဆူဖလားတွေစုကူဖို့အတွက်ကြိုးစားသွားအောင်မယ်လို့အချင်းတီတီရှိသေးတဲ့အတွက်ကြောင့်မို့ကစားသမားအနေနဲ့အာဆနယ်အသင်းမှာပဲရေရှည်အရဆက်လက်ပြီးတော့နေသွားမယ်လို့ကျွန်တော်တို့ရဲ့သတင်းတွေကသိရတယ်မှာပါတယ်အဲ့တော့ဆာလီဘာကလက်ရှိမှာဒါကျွန်တော်စာချုပ်တက်တန်းရတာကျွန်တော်တို့စာချုပ်တက်တန်းအသစ်တိုးဖို့အတွက် willingly ဖြစ်တယ်ဒါပေမဲ့တစ်ဖက်ကအာဆနယ်အသင်းအနေနဲ့ဒီကစားသမားဒါကျွန်တော်တို့ဆာလီဘာကိုဒါတပတ်လုခလာစား ပေါင်3သိန်းခွဲအထိပေးပြီးကိုစာချုပ်တဲ့ချုပ်ဆိုဖို့တော့ပြင်ဆင်လာခဲ့တယ်။အဲလက်ရှိမှာအာဆနိုတင်းကတော့ကျွန်တော်လွန်ခဲ့တဲ့တလလောက်ကတက်ဆက်ပြီးခဲ့တယ်လို့စီးပွားရေးရတော်တော်လေးကိုဥထောင်နေတဲ့အတွက်ကြောင့်ကစားသမားတယောက်ကို3သိန်းခွဲက AC ပေးနိုင်တဲ့နေရာမှာရှိတယ်။ပြီးတော့အာဆနိုဘက်ကသတ်မှတ်ထားတာဝီလျံဆာလီဘလို့ကစားသမားမျိုးကိုလက်ရှိ market ထဲမှာဘလူးမရှာလို့မရတဲ့အတွက်ကြောင့်တို့အနေနဲ့အစားထိုးလို့လုံးဝမရတဲ့ကစားသမားတယောက်အနေနဲ့သတ်မှတ်ထားတယ်။တပတ်လောက်ကပေါင်3သိန်းခွဲလောက်ထိပေးပြီးတော့အစားသမားကိုဒါကျွန်တော်နောက်ထပ်9နှစ်စာချုပ်တဲ့ချုပ်ဆိုဖို့အတွက်ပြင်ဆင်နေတယ်။ကောလာဟာလာရီယာ စာလီဘာရဲ့စာချုပ်အသစ်မှာတော့စာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးပါလာနိုင်တယ်ဆိုတဲ့သတင်းထွက်ခဲ့ပေမဲ့ကောလာဟာလာနောက်တစ်ခုမှာတော့စာချုပ်တက်တန်းကိုလည်းလုံးဝအာစနိုအသစ်ပြီးထည့်သွားမှာမဟုတ်ဘူးလို့ကြားသိရတယ်မှာပါတယ်။လက်ရှိမှာစာလီဘာအော်ဒါစာလီဘာအေဂျင့်ဘက်ကအော်ဒါစာချုပ်ကိုအေးအေးဆေးဆေးဆွေးနွေးသွားမှာဖြစ်ပေမဲ့ဒါကျွန်တော်စာချုပ်အသစ်ချုပ်ဆိုဖို့အတွက်လည်း ready လမ်းဖွင့်ပေးထားတယ်လို့ကြားသိရတယ်မှာပါတယ်။စာလီဘာကလက်ရှိအာစနိုအသစ်အင်ဂျင်နဲ့လာမယ့်နေရာဒီမှာမြင်တွေ့ရဖို့အတွက်တရားရဂိုင်လုံးနီနီရှိရတဲ့ကြောင့်လို့ဒါပြင်စာချုပ်တက်တန်းမှာဒါကျွန်တော်လက်ရှိအာကစားဒရိုက်တာအသစ်ရဲ့အလုတ်ကအကြီးကျယ်လုပ်နေတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့စာလီဘာကိုတော့အကြီးကျယ်ချုပ်သွား ောင်းမလို့မြင်နေ။ Real Madrid အသင်းနဲ့ဒါအာနူလို့အကွက်မျိုးကိုထပ်မနှင်းလို့မရအောင် Arsenal အသင်းအကြီးကျယ်ကြိုးစားသွားမယ်လို့သိရတဲ့မှာပါတယ်။နောက်ထပ်တစ်ယောက်ကတော့ခုနပြောခဲ့တဲ့ Gabriel ဖြစ်ပါတယ်။ KPL ကိုတော့ Arsenal အသင်းကမထင်မှတ်ပင်နဲ့လာမဲ့ညရာဒီမှာသူ့ကိုဒါကျွန်တော်တို့ကစားသမားအတွက်ဒါကျွန်တော်တို့ Cristiano Ronaldo အသင်းဖြစ်တဲ့ကျွန်တော်တို့ဒါ အော်ဘာလဲအော်နာစီယာပြင်တာကျွန်တော်တို့အော်ဟီလေးပေါ့ဒီနှစ်သိန်းကနေလာမယ့်နေရာဒီမှာဒါကျွန်တော်ဂေဘရီယယ်အတွက်ဒါကောင်းမွန်တဲ့ကန့်လန့်မှုတစ်ခုကိုလှုပ်သွားမယ်လို့ကြားသိရတယ်မှာဒါအပြင်ကစားသမားကလည်းတပတ်လောက်ခပေါင်5သိန်းလောက်ထိပေးပြီးကိုခေါ်ယူသွားဖို့အတွက်စဉ်းစားနေတယ်ဆိုတော့ယူရို5သိန်းပေါ့လေယူရို5သိန်းကိုပေါင်4သိန်းလောက်နီးနီးပေးဖို့အတွက်ဒါစဉ်းစားနေတယ်တပတ်အာဆနယ်သိန်းကတော့ရှင်းတယ်ဗျစာလီဘာနဲ့ဒါဒန်ဒူဇေးတစ်ခုကိုဒါကျွန်တော်တို့ ကေဘီယောကိုပေးမယ်တပတ်လောက်ခလာစာ3သိန်းခွဲဒါကျွန်တော်နောက်တန်းတစ်ခုအနေနဲ့ဒါတိဆောက်သွားမယ်ဆာလီဘာလည်း3သိန်းခဲခွေကေဘီယော3သိန်းခွဲဒါပေမဲ့စာချုပ်တန်တန်းရတော့ဒါဆာလီဘာနဲ့ရှင်းမယ်ဆိုတော့ကေဘီယောကနည်းတယ်ကေဘီယောကိုအာစနယ်သိန်းနဲ့နောက်ထပ်စာချုပ်3နှစ်2နှစ် plus 1နှစ်လို့လည်းကြားတယ်3နှစ်တန်စာချုပ်တစ်ခုကိုတရားဝင်ကန့်လန့်သွားဖို့အတွက်ပြင်ဆင်လာတယ်ဒီညမှာဘယ်လိုမျိုးဖြစ်လာမလဲတော့မသိပေမဲ့ဒီကစားသမား2ယောက်လုံးကိုတော့အာစနယ်သိန်းနဲ့ဈေးတစ်ခုတည်းတန်တစ်ခုတည်းဖြစ်တဲ့ယူရိုဆိုပေါင်3သိန်းခွဲဆိုတဲ့ဈေးတစ်ခုကိုဒါ2ယောက်လုံးကိုကန့်လန့်သွားမယ်ကေဘီယောကလက်ရှိမှာ sorry ဘက်ကိုလုံးဝစိတ်မ ေဝင်စားပဲသူ့အနေနဲ့ဥရောပမှာအမြင့်ဆုံးအခြေအနေသူစော့ကျင်တဲ့အတွက်ကြောင့်မလို့သူကတော့စာချုပ်အသစ်ချုပ်ဆိုမှုတွေ ready ဖြစ်နေတယ်လက်ရှိမှာဒါကျွန်တော်တို့ဒီကစားသမား2ယောက်ကတော့ဒါဥရောပမှာဈေးအကြီးဆုံးနောက်တန်းအတွဲဖြစ်လာမယ်ဆိုပြီးတော့ Fabrizio Romano ဒါကျွန်တော်တရားဝင် confirm လုပ်တာဈေးကြီးဆုံးဒါလကလောက်ခလာစားဈေးအကြီးဆုံးပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့သိကြတဲ့ Liverpool တင်းကလည်းဒါကျွန်တော်တို့ ဘာဂျန်ဗန်နက်ကိုတပတ်၄သိန်းပေးထားခဲ့မယ်သူနဲ့တွဲဆတဲ့ကူနာဒီကအဲ့လောက်မများအဲ့တော့ကဘာပေါ်မှာဒါကျွန်တော်တို့ combination ဒါ center back pairing ရဈေးကြီးဆုံးခံစားမှုတွေဖြစ်လာနိုင်တယ်ဆိုပြီးတော့ဒါကျွန်တော်တို့ကဘာပေါ်မှာတော့မဟုတ်ဘူးဥရောပမှာပေါ့နော်ဥရောပမှာဒါကျွန်တော်တို့ဈေးကြီးဆုံး combination တစ်ခုရဖြစ်လာနိုင်တယ် William Saliba နဲ့ Gabriel ကိုလက်ရှိမှာ Arsenal တင်းနဲ့တပတ်လုခ3သိန်းခွဲနေဒါကျွန်တော်စာရုပ်ချုပ်မှုပြင်ဆင်နေတယ် Saliba ကိုတော့9နှစ် Gabriel ကိုတော့2နှစ် plus 1နှစ်ဒါမှမဟုတ်3နှစ်ဆိုတဲ့ဒါကျွန်တော်တို့ကမ်းလှမ်းမှုတစ်ခုနဲ့ Arsenal တင်းနဲ့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကအမှန်ပဲဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ William Saliba ဒါကျွန်တော် KBO ပြီးမှတော့ ဲ့စာကာဖြစ်တယ်စာကာကလက်ရှိဒီအုပ်စုတွေထဲမှာစာချုပ်တက်တန်းတိုးဖို့အတွက်အလွယ်ဆုံးနဲ့အမြန်ဆုံးဖြစ်ဖို့အတွက်မျှော်လင့်ထားတယ်စာကာကတော့အခုလက်ရှိတပတ်လောက်ခလာစာဒါကျွန်တော်တို့စာလားပုံစံမျိုးတွားဖို့ရှိတယ်တပတ်လောက်ခလာစာ3 4သိန်းဒါဘောနပ်စ်ပါညာပေါင်းမယ်ဆိုတော့4သိန်းခွဲလောက်ထိမြင့်တက်သွားနိုင်တဲ့အနေအထားရောက်သွားမယ်စာကာကတော့လက်ရှိမှာအာဆိုသင်းနဲ့နောက်ထပ်9နှစ်စာချုပ်ချုပ်မှာဖြစ်ပြီးတော့အာဆိုသင်းနဲ့တပတ်လောက်ခ4သိန်းထိတိုးပေးသွားဖို့အတွက်ဒါလုံးဝ အဲ့တော့လက်ရှိမှာအာဆိုသိနေတာကစားသမားသူတို့အဓိကကစားသမားတွေကိုလာမဲ့နေရာဒီမှာအသင်းမှာထားဖို့တော့အဓိကပြင်ဆင်နေတယ်လူပြောလို့ရတယ်မပါဘူးအဲ့တော့လူကြီးတွေပြီးသွားရင်တော့လူငယ်တွေကလက်ရှိမှာအခြေအနေကောင်းနေတယ်ဒါစာချုပ်ကြောင်းတွေပြောအောင်လူးဝစ်ကယ်လီကိုလက်ရှိဖာဗီရိုရိုမာနိုကဒီနေ့မနက်အပိုင်းမှာတော့ဒါကျတော့တရားဝင်အာဆိုသိနေဆွေးနွေးနေပြီဖြစ်ပြီးတော့လူးဝစ်ကယ်လီကိုနောက်ထပ်၅နှစ်စာချုပ်သက်တမ်းချိုးဖို့အတွက်ပြင်ဆင်လာခဲ့တယ်လူးဝစ်ကယ်လီကလာနေတဲ့လစာတဲ့ဆိုင်တပတ်လောက်ခလစာ၈၀၀နဲ့တသိန်းတားဒီမြင့်ပြီးတော့ဒီကစားသမားကိုစာချုပ်သိချိုးဖို့အတွက်ပြင်ဆင်သွားတယ်ကစားသမားကလည်းလက်ရှိမှာ ာဆိုတဲ့မှာပျော်နေပြီတပတ်လောက်ခလာဆိုရှစ်သောင်းတသိန်းကသူ့အတွက်အပြည့်ဟိုကျွန်တော်တို့ကအဟန်တာတစ်ခုဖြစ်မှာမဟုတ်ပဲနဲ့အာဆိုတဲ့မှာစာချုပ်တသန်းတိုးဖို့အတွက် ready ဖြစ်နေပြီကယ်လီကလက်ရှိမှာလူးစ်ကယ်လီနေနဲ့အခုလက်ရှိဒါကျွန်တော်အာဆနိုတဲ့မှာပဲတသက်လုံးကစားသွားပြီးအနာယူခြင်းနဲ့ဆိုပြီးဒါကျွန်တော်သတင်းတွေရခဏခဏတွေ့ရတယ်ကစားသမားတွေအခုလက်ရှိမှာစိတ်ဝင်စားတဲ့ကလပ်တချို့ရှိတယ်တချို့ကောလာဟာလာတွေမှာ Manchester City အသင်းကစား left back full back လူနေကြောင့်မကယ်လီကိုစိတ်ဝင်စားနေတယ်ဒါပေမဲ့အာဆနိုတဲ့ကလူးစ်ကယ်လီကိုစာချုပ်ချုပ်ဖို့အတွက်ပြင်ဆင်သွားပြီးလူးစ်ကယ်လီကလည်းအာဆနိုတဲ့ရဲ့ Hill and ရဲ့ product ဖြစ်တဲ့ကြောင့်မို့သူ့အနေနဲ့အသင်းမှာ သာဆက်လက်ပြီးနေသွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်။စာရုပ်တံတန်း၅နှစ်ချုပ်ပြီးတော့ရှစ်သောင်းသိန်းနဲ့ချုပ်မယ်လို့တိရတယ်။ဒီတိုင်းမဲ့ Ethan Wanderer လေဒီတိုင်းမဲ့ Ethan Wanderer ကိုလည်းစာရုပ်တံတန်းရ၅နှစ်ချုပ်သွားပြင်ဆင်နေပြီးတော့စာချုပ်တာကျွန်တော်ဈေးရဆိုတော့တပတ်လောက်ခါလာစားရှစ်သောင်းသိန်းကြာစာရုပ်တံတန်းတော့တိုးဖို့အတွက်ပြင်ဆင်လာခဲ့တယ်။ Moose Kelly ကတော့ကျွန်တော် Ethan Wanderer ကိုနှစ်ယောက်လုံးကိုတော့မကြခင်မှာစာချုပ်ပြတင်နဲ့မြင်ရဖို့တော့ရှိပါတယ်။ဒါတော့ပါပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကြည့်ရင်လို့ဆိုတော့ပါဝါကူညီလို့ရပါတယ်။များများလေးလေးကလစ်ဖို့မမိကြပါနဲ့ဗျအောက်ကကွန်မန့်လေး ီထဲမှာ youth sport media 30.0တဲ့ TV4 ရဲ့လင်လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်ကများများလေးတဲ့ clip ဖို့မမေ့ကြပါနဲ့ဗျများများ clip မှမြန်မြန်နိုင်အောင်ဖြစ်ပါတယ်အားလုံးပဲကြိုးလို့ပါတယ်ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရဲ့နောက်မှာ AAC တွေ့ကြတာပေါ့အားလုံးပဲကြိုးလို့ပါဗျကျွန်တော်တို့ကမြေပေါ့ Dave ပါ